မြန်မာစစ်တပ်ပြိုလဲသွားရင်နိုင်ငံတစားစီပြိုလဲသွားမလားဆိုတာထက်ဒီစစ်တပ်ရှိနေရင်အခုဘာတွေဖြစ်နေတယ်လဲဆိုတော့လက်ရှိအခြေအနေကိုမြင်အောင်ကျွန်တော်ကမိမောင်းထိုးပြခြင်းနဲ့အခုဒီစစ်တပ်ရှိနေလို့ဒီနိုင်ငံဘာဖြစ်နေတယ်လဲတိုင်းသားတွေလည်းမအေးချမ်းဘူးဗမာတွေလည်းအေးချမ်းသလားဆိုတော့ဗမာလည်းပြည်ရင်းစစ်တိုက်နေရတာပဲဆိုတာ အရခတ်တက်တော်အေအေရဲ့ခေါင်းဆောင်တက်မှုရုပ်ဘူချုပ်ထုံးမြန်နိုင်တဲ့ပတ်သက်ပြီးအမြဲတမ်းအမတ်ရဖြစ်နေတဲ့ဇာတ်ကွန်က Confederate ဆိုတဲ့အတော်အနုံဖြစ်ပါတယ်။ဒီအတော်အနုံကို2019ခုနှစ်အတွင်းအင်တာဗျူးတစ်ခုမှာသူပြောခဲ့တာဖြစ်ပါတယ်။အေအေဟာအဲ့ဒီကာလအတွင်းတိုင်းသားလက်နက်ကန်အုပ်စုတွေကြားတဖြည်းဖြည်းလူသိများလာခြင်းလည်းဖြစ်ပါတယ်။ 2010ပြည့်နှစ်ရှိပါ2009ခုနှစ်မတိုင်မီအထိအဲ့ဒီတုန်းကအခေါ်ရခိုင်တပ်တော်အေးအေးဆိုတာရှိလဲမရှိကြားလဲမကြားဘူးခဲ့ကြပါဘူး2011ခုနှစ်တကြောပြန်ကရှင်စစ်ပွဲမှာကရှင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့အတူပါဝင်တိုက်ခိုက်ရေးစစ်မြေပြင်အတွေ့အကြုံကိုစတင်ရယူခဲ့တဲ့ AA ဟာရှမ်းမြောက်တိုက်ပွဲတွေမှာပါဝင်ဆင်နွှဲရင်းစစ်ရေးအတွေ့အကြုံရင်းကျက်လာခဲ့ပါတယ်။ 2015ခုနှစ်ကိုကန့်စစ်ပွဲမှာလဲမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဘက်က AA ပါဝင်ခဲ့ပါတယ်ရခိုင်တပ်တော် AA လို့အမည်ပေးထားပြီးရခိုင်ပြည်နယ်မှာအရှိမဆိုင်ပဲ KIA ရဲ့ဥဆောင်မှုနဲ့ MNDAA တအံအမျိုးသားလူမျိုးရေးတပ်မတော် TNA တို့နဲ့အတူ2016ခုနှစ်မှာမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်အဖြစ် ရှမ်းမြောက်တခွဲမှာစက်စားနေတဲ့ AA ရဲ့တည်ရှိမှုကို အစောပိုင်းကနားမလည်နိုင်ခဲ့ပါဘူး။ 2011ကစပြီးသမရဦးသိန်းစိန်လက်ထက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးဖို့လုံပန်းနေကြချိန်မှာအင်အားသိမ်းခဲ့ပြီးအရေးမပါတဲ့အဖွဲ့တွေအဖြစ်ဇပွဲဝိုင်းပေါ်အခေါ်မခံရတဲ့ AA, TNNE နဲ့ MNDAA တို့ဟာ NCA ကိုလက်မခံတဲ့ KIA ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA တို့နဲ့ပေါင်းမိပြီးပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FANCC အဖွဲ့ဝင်ဖြစ်လာခဲ့သလို AA နဲ့ UWSA တို့ကြားနီးကပ်တဲ့ဆက်ဆံရေးတွေရှိလာခဲ့ပါတယ်။ AA ကောင်းဆောင်ပညာတတ်ရခိုင်လူငယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုစတင်တည်ထားမိခဲ့တာကအဲ့ဒီအချိန်ကဖြစ်ပါတယ်။ဥပရိယုတ်ကောင်းကောင်းလူရည်တတ်အပြောအဆိုပြတ်သားတဲ့ရခိုင်လူငယ်ဗိုလ်ချုပ်ကို လိုင်စာ ပန်စံအဆရှိတဲ့နေရာများမှာပြုလုပ်တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့များရဲ့အစီအဝေးတွေမှာမကြာခဏဆိုသလိုတွေ့လာရပါတယ်။ သတင်းမီဒီယာတွေနဲ့ပြုလုပ်တဲ့အင်တာဗျူးတွေမှာသူရဲ့ရခိုင်လူမျိုးတွေအတွက်ရခိုင်အမျိုးသားနိုင်ငံထူထောင်ရေးစိတ်ကူးအိမ်မက်တွေကိုကြားရတတ်ပါတယ်။အဲ့ဒီအချိန်အထိအေအေဟာရခိုင်ဘက်မှာကြီးမားတဲ့စစ်စင်ရေးတွေမရှိခဲ့သေးပါဘူး။ ရခိုင်စစ်မျက်နှာကိုအေအေဆောက်ဖွင့်ခဲ့တာ2018ခုနှစ်ဒီဇင်ဘာလဖြစ်ပြီး2019ဇန်နဝါရီလရက်ဘူတိတောင်မြောက်ပိုင်းနေကြာဆောက်တက်တွေကိုအင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်မှုကရခိုင်စစ်ပွဲရဲ့အစလိုဆိုရမှာဖြစ်ပါတယ်အခု2024အရှေ့အနေမှာအေအေဟာတိုင်းဒေသလက်နက်ကင်အဖွဲ့တွေတဲ့အေအာအကောင်ဆုံးတိုက်ရိုက်ခိုက်ရေးအမြင့်မားဆုံးနဲ့ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးထိမ်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အနေအထားရောက်ရှိလာတာဟာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်နဲ့ပညာတတ်ရခိုင်လူငယ်ကောင်းဆောင်တွေကြောက်လို့ဆိုရမယ်။2019ခုနှစ်အတွင်းအေအေဟာရခိုင်ပြည်နယ်မှာပြင်းထန်တဲ့တိုက်ပွဲကြီးတွေဆင်နွှဲပြီးထိုစဉ်ကစစ်တပ်ရဲ့အ धिक စခန်းအမြောက်အများကိုသိမ်းပိုက်ခဲ့သလိုအေအေရဲ့ကြီးထွားလာမှုကိုရိုက်ရှိုးဖို့စစ်တပ်ကလေကြောင်းကနေပုံကျဲမှုလက်နက်ကြီးများနဲ့ပစ်ခတ်မှုမိုင်းထောင်ဖောက်ခွဲမှုတွေပြုလုပ်ခဲ့ပြီးရခိုင်မြောက်ပိုင်းတကြောမှာစစ်ရှောင်ပြည်သူများစွာထိုစဉ်ကလေးကဖြစ်ပေါ်ခဲ့ပါတယ်။ အေအေဟာမြောက်ပိုင်းညင်အောင်မဟာမိတ်အဖွဲ့ဝင်အဖြစ်နဲ့ရှမ်းမြောက်နဲ့အခြားဒေသတွေမှာကိုကတ်တက် MNDAA တအန်းတက်တရအန်နီတို့နဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့အဓိကကြားတဲ့ရခိုင်ဒေသမှာလည်းအဓိကတိုက်ပွဲတွေကိုဖော်ဆောင်ခဲ့ပါတယ်အေအေနဲ့စစ်တပ်တို့အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့2019ခုနှစ်ကာလဟာဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းတစ်ခုလုံးကိုအချိန်ကာလရှည်အင်တာနက်ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်တပ်ဟာအင်အားကောင်းလာတဲ့အေအေကို အနိုင်မတိုက်နိုင်ခဲ့ပါဘူး။ရခိုင်စစ်မျက်နှာရဲ့ထူရှားမှုက တနေ့တခြားအင်အားတောက်တင်းလာနေတဲ့အေအေရဲ့နိုင်ငံရေးလက်တံဖြစ်တဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ် UNA ကဒေသနယအုပ်ချုပ်ရေးမှာပါဝင်ခွင့်ရလာတဲ့အထိရောက်ရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါတွေကနိုင်ငံရေးဖြစ်စဉ်တွေနဲ့ပတ်သက်နေတယ်။ အေအေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ2019ခုနှစ်မှာပဲရခိုင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်လို့ Confederate ဆိုတဲ့အသုံးအနှုန်းကိုအင်တာဗျူးတစ်ခုမှာစပြောတာကိုကြားလိုက်ရပါတယ်။အခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေက Federal ပြည်ထောင်စုလို့ထထလဲလဲပြောနေကြချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်က Confederate လို့ရဲရဲတင်းတင်းပြောလိုက်တယ်။ဖက်ဒရယ်နဲ့ကွန်ဖက်ဒရိတ်ကြားကွဲပြားမှုမှာကိုကံကြမ္မာကိုဖန်တီးခွင့်အာဏာအပြည့်အဝရှိတဲ့ကွန်ဖက်ဒရိတ်ကိုရွေးလိုက်တာဖြစ်ပါတယ်။ ဒါဟာခွဲထွက်ခြင်းမဟုတ်ဘဲအလုံးစုံလွတ်လပ်တဲ့ပြည်နယ်များစုဖွဲ့ခြင်းဖြစ်ပါတယ်။အာရခန်ဒရင်းလို့ခေါ်တဲ့အာရခအိမ်မက်ဟာကုတ်ကန်ကြမကိုဖန်ကြီးခွင့်အပြည့်အဝရရှိတဲ့ရခိုင်အမျိုးသားတွေရဲ့နေမြေတစ်ခုလို့နားလည်ရတယ်။ဒီအိမ်မက်ကို2020ပြည်နယ်မှာဗိုလ်ချုပ်ထွန်းမြနိုင်ပြောခဲ့ပါတယ်။ရခိုင်စစ်မြေနာရဲ့ထူးခြားဖြစ်စဉ်တွေကိုဆက်ပြောရရင်အကြီးအကျယ်တိုက်ပွဲတွေဖြစ်ခဲ့တဲ့ AA နဲ့စစ်တပ်ဟာ2020ပြည်နှစ်နိုဝင်ဘာလမှာဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာဆဆကာဝါရဲ့ဂျာဝေစစ်ဆက်မှုနဲ့ယာယီအပြစ်အခက်ရက်စဲခဲ့ကြတယ်။2020ပြည်နှစ်ဟာကိုဗစ်ကာလဖြစ်သလို NLD အစိုးရလက်ထက်ရွေးကောက်ပွဲကြိုကာလလည်းဖြစ်တယ်။ AA နဲ့စစ်တပ်ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရခိုင်မြောက်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့ဖြစ်နိုင်ခြင်းမရှိတော့ဘူး။ရွေးကောက်ပွဲနဲ့ဆက်လင်းလို့ရခိုင်ပြည်သူတို့ရှိုးဟာနိုင်ငံရေးအရာသူတို့ကိုဗဟိုအစိုးရကဖိတ်ကျင်းထားတဲ့ခံစားချက်ရှိသလို၊နာကြီးချက်တွေလည်းရှိခဲ့တယ်။ NLD အစိုးရလက်ထက်မြအူးဆန္နာပြပွဲကိုရဲတပ်ဖွဲ့ကရရက်ဆက်ဆက်လက်နက်နဲ့လူစုကွဲဖြစ်ခြင်းခဲ့တဲ့ကိစ္စမှာရခိုင်လူမျိုးခုနှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ပါတယ်233နှစ်မြောက်ရခိုင်ပြည်နိုင်ငံကြဆုံရှိနှစ်ပတ်လည်အခမ်းအနားမှာစာပေဟောပြောပွဲပြုလုပ်တာကိုအာဏာပိုင်တွေက ခွင့်ပြုချက်မပေးပိတ်ပင်ခဲ့ရကရုံးရင်းဆန်ခဲ့ဖြစ်ခဲ့တာဖြစ်ပါတယ်။ NLD အစိုးရအပေါ်နာကြီးသွားတဲ့ရခိုင်လူငယ်အများအပြားဟာ ဒီအရေးအခင်အပြီးမှာအေအေထံကိုဝင်ရောက်ပူပေါင်းသွားခဲ့ကြပါတယ်။မြအူးအထီးကယုံဖြစ်စင်မှာရခိုင်အမျိုးသားပါတီ ANP ပါတီကဒေါက်တာအေးမောင်နဲ့စာရေးဆရာဝေဟင်အောင်တို့ဖမ်းဆီးခံခဲ့ရပါတယ်။အာနာမသိမ့်မီ၃လအလိုမှာပြုလုပ်ခဲ့တဲ့အေအေနဲ့စစ်တပ်ရဲ့ယာယီအပြစ်အခက်ရဲစဲမှုဟာအာနာသိမ့်ဖို့ကြိုတင်ပြင်ဆင်နေတဲ့စစ်တပ်အတွက်ရောအေအေအတွက်ပါယာယီအသက်ရှူဆောင်ခဲ့တယ်လို့ဆိုရမယ်။ 2020ရွေးကောက်ပွဲကိုမဲဆန္ဒရှင်၃ပုံ၂ပုံပမာဏရှိပြီး AAUNE ရဲ့ထိရှုံမှုအောက်ရောက်နေတဲ့ရခိုင်မြောက်ပိုင်းဒေသမှာကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြ2021ဖေဖော်ဝါရီလတရက်စစ်တပ်ကအာဏာသိမ်းတဲ့အခါရခိုင်မြောက်ပိုင်းဟာ ဖာတိဖာသာပဲနေခဲ့ပြီးအေဂျင့်နေခဲ့ပါတယ်။မြန်မာပြည်တဝန်းလုံးအာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့အုံအုံကျွတ်ကျွတ်ဖြစ်နေချိန်မှာရခိုင်ပြည်စစ်တွေမျိုးကတော့အစီအကားမပြတ်ရှိနေခဲ့ပါတယ်။ စစ်တပ်နဲ့တရားမဝင်အပြစ်အခက်ရစဲထားချိန်မှာအေအေဟာပြည်သူအုပ်ချုပ်ရေးတရားစီရင်ရေးရဲလုပ်ငန်းတွေကိုလှုပ်ဆောင်လာခဲ့ပါတယ်။အေအေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအာရကန်ဒရင်းကို နောက်တဆင့်တက်ပြီးအကောင့်အထည်ဖော်နေပြီလို့ဆိုရတယ်။သူဟာမြမပြည်အရှိတ်ဘတ်ရှန်ကဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကရရှိထားတဲ့အော်တိုနမီအုပ်ချုပ်ရေးစနစ်မျိုးကိုအားကြတယ်။ ရခိုင်ဒေသကိုအက်ဒီတက်မနေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်မျော်မှန်းထားတဲ့အေအေအတွက်စစ်ကောင်စီကသူ့လိုလာချက်နဲ့သူယာယီအပြစ်ရထားချိန်မှာစစ်အင်အားရောအုပ်ချုပ်ရေးစနစ်ကိုပါအေအေကရခိုင်မြောက်ပိုင်းမှာစတင်အကောင့်ထယ်ဖို့ခွင့်ရခဲ့ပါတယ်။ အာနာသိန်းစစ်ကောင်စီဟာအာနာသိန်းပြည်ရဲ့ပိုင်အတွဲ NLD အစိုးရလက်ထက်ကဖမ်းဆီးထားတဲ့ဒေါက်တာအေးမောင်နဲ့စာရေးဆရာဝေဟင်အောင်ကိုပြန်လွှတ်ပေးလိုက်ပြီးအေးကိုလည်းအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြီးညာရာကနေမတ်လမှာပြန်ရုပ်သိမ်းပေးလိုက်ပါတယ်တနိုင်ကလုံးအတိုင်းအတာနဲ့စစ်ကောင်စီအပေါ်စန့်ကျင်ဆန္ဒပြစီဒီအမ်လှုပ်ရှားမှုတွေရှိခဲ့ပေမဲ့ရခိုင်ပြည်နယ်မှာတော့ပုံမှန်အတိုင်းပဲရှိနေခဲ့ပါတယ်။ ဆရာနာသိမ့်မှုနဲ့ကိုပြကြတနိုင်ကလုံးတကြံပွဲမကျင်းပပဲနေချိန်မှာအေအေရဲ့ထိန်းချုပ်မှုအောက်ကကျင်းပခဲ့တဲ့ကြောက်တော်မျိုးနယ်ကဇီးချောင်းတကြံပွဲဟာကိုပြယောဂကြားကလူပေါင်းတောင်းချီဆင်နွှဲပြီးစီကားခဲ့ပါတယ်အေအေနဲ့စစ်ကောင်စီကြားအပြစ်အခက်ရဲ့ဆဲမှုဟာတရှိမခံခဲ့ပါဘူး2020ဩဂုတ်လကစပြီးနောက်တဖန်တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ် မြို့နယ်18ခုမှာတိုက်ပွဲပေါင်း100ကျော်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီရဲ့ပုံကျဲမှု မတရားဖမ်းဆီးမှုတွေကြောင့်အရက်သားပြည်သူအများအပြားအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒကြောပြန်ဒီတိုက်ပွဲဟာ2020နှစ်နဝင်ဘာလကုန်မှာရုတ်တရက်နှစ်ဖက်အပြည့်အခက်ရဲစဲဖို့သဘောတူပြီးပြီးဆုံးခဲ့ပြန်ပါတယ်။ MNDAA TNN နဲ့ AA တို့ပူးပေါင်းပါဝင်တဲ့ညီနောင်မဟာမိတ်သုံးခွဲရဲ့ရှမ်းပြည်မြောက်ပိုင်း၁၂ခုစစ်စစ်ရေးစတင်တဲ့အခါမှာတော့အနောက်ဘက်စစ်မျက်နှာမှာလည်း AA ကနိုဝင်ဘာ၃ရက်မှာရသေးတောင်မြို့နယ်ကဒုံပိုက်နဲ့ရှိန်ခါလီနယ်ကြားဆောက်စခန်းကိုဝင်ရောက်သိမ်းပိုက်ပြီးစစ်မျက်နှာတွေကိုစတင်ဖွင့်လှစ်လိုက်ပါတယ်။ အခုတော့ရခိုင်စစ်မြေနာဟာတောင်ပိုင်းတန်တွဲกว่าကျင်းတလီအထိကျယ်ပြန့်သွားပြီးရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးအေအေရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားခဲ့ပါပြီ။မကြသေးမီရပိုင်အတွင်းက အေအေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့အေယာဝတီမီဒီယာတို့တွဲဆောင်မင်းမြန်ကန်တစ်ခုကိုကြည့်ရှုလိုက်ရပါတယ်။အေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ပတ်သက်လို့အရင်ကအပေါ်ရန်လောက်သာတည်ထားခဲ့ပေမဲ့ဒီတွဲဆောင်မင်းမြန်ကန်အပြီးမှာတော့ ခေပညာတက်ရခိုင်လူငယ်ကောင်းဆောင်တအူးရဲ့စစ်ရေးအမြင်နိုင်ငံရေးအမြင်တရုတ်နဲ့ဆက်ဆက်ရေးအိနေချင်းနိုင်ငံများနဲ့ဆက်ဆက်ရေးဒုက္ခသည်များအရေးလူမျိုးရေးပြိပခအပေါ်သဘောထားစစ်တပ်နဲ့စစ်ကောင်းဆောင်များအပေါ်အမြင်ပြည်တော်စုနဲ့ပတ်သက်တဲ့သဘောထားတော်လှန်ရေးအောင်မြင်နိုင်ခြင်းအဆရှိတာတွေကိုသိရှိလာရပါတယ်။ကျွန်တော်တို့အာရခန်ဒရင်းကတော့တော်လှန်ရေးအပိုင်းရှိမယ်၊တိဆောက်ရေးအပိုင်းရှိမယ်ပြီးတော့တော်လှန်ရေးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကတောက်လျှောက်ဖို့ ကျွန်တော်တို့ရခိုင်အမျိုးသားများရဲ့အရခတိုင်းမျိုးကိုလူကုန်တိတ်ခါရှိတဲ့လူပေါင်ဖြစ်ဖို့ငြိမ်ချမ်းပြီးမှတရားမျှတတယ်။အားလုံးနဲ့လူသားတိုင်းနဲ့တန်းတူရည်တူကမ္ဘာသမိုင်းစာမျက်နှာမှာနေရာမှန်လူမှန်ဖြစ်အောင်ဆိုတဲ့ဟာကခရီးကအရှိကြီးပဲ။ကျွန်တော်တို့ရဲ့လမ်းစဉ်ဆွဲထားတယ်အခုခရီးရောက်နေပြီဆိုတာကကျွန်တော်တို့ပြည်သူတွေရဲ့စူးစည်းညီညွတ်မှုတော်လှန်ရေးတိုက်ပွဲပြီးမှစ조사နှုတ်ကြားအဲ့ဒီအခြေခံပိုင်းမှာတော်တော်လေးခရီးရောက်လာပြီဆိုတာကိုကျွန်တော်တို့ပြောခြင်းဖြစ်တယ်။ ။နောက်လဲလုတ်ဆရာတွေကတော့အများကြီးရှိနေပါသေးတယ်လို့ပြောသွားပါတယ်။ဒါကအေအေရဲ့အာရကန်ဒရီးနဲ့ပတ်သက်လို့ပြောသွားခဲ့တာဖြစ်ပြီးလက်ရှိစစ်စင်ရေးဟာအောင်မြင်မှုရနေပြီဆိုပေမဲ့ရန်သူကအားနေချိန်မှာခဏနောက်ဆုတ်တာဖြစ်နိုင်ပြီးအချိန်မရွေးပြန်တိုက်လာနိုင်ကြောင်းဘလို့ပဲဖြစ်ဖြစ်စစ်ရေးရဲ့အဆုံးသက်ဟာနိုင်ငံရေးစပွဲဝိုင်းပဲဖြစ်တယ်ဆိုတာလည်းပြောသွားပါဗျ။မြန်မာနိုင်ငံမှာတော့နိုင်ငံရေးအရဆွေးနွေးဖို့စူးစမ်းခဲ့ကြတဲ့အနေအထားတွေအမျိုးမျိုးရှိခဲ့ပါဗျ။ ဒါပေမဲ့စီရေးအရာဘာမှအာမရှိတဲ့အချိန်မှာနိုင်ငံရေးဆွေးနွေးမှုတွေလည်းဘာမှအပြေတော့မထွက်ခဲ့ဘူးပေါ့အခုကျွန်တော်တို့စစ်မြေပြင်မှာဖြည့်ရှင်းဖို့စူးစမ်းရင်းနဲ့အဆုံးသတ်မှာတော့ဘာပဲဖြစ်ဖြစ်နိုင်ငံရေးအရာပြောဆိုကြရမှာပါပဲအဲ့ဒီပြောဆိုမှုတွေရဲ့အဆုံးသတ်မှာဘလို့ပုံစံသဘောတူညီမှုရမလဲဆိုတာကပို့ပြီးတည်ကြတဲ့အာမခံကိုပေးနိုင်မှာလို့ကျွန်တော်နားလဲပါတယ်လို့ပြောပါတယ် တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတရုတ်နိုင်ငံရဲ့ယင်းနှမြုံနှံမှုတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတွေနဲ့ပတ်သက်လို့လဲကျွန်တော်တို့ကတော့အထီးကမိမိရဲ့ပြည်သူတွေမိမိရဲ့အတိုင်းပြည်ရဲ့အကျိုးစီးပွားဘက်ကရက်တည်ပြီးမှစဉ်းစားရမှာပဲပြီးတော့အလုံးလောက်လာမယ်ဆိုရင်ယင်းနှမြုံနှံမဲ့သူကိုယ့်ရဲ့ပါတနာတွေရဲ့အကျိုးစီးပွားမြတ်တမှုရေရှည်အကျိုးစီးပွားပတ်ဝန်းကျင်ဆိုင်ရာအရှက်အလက်တွေကိုအကုန်လုံးပေါင်းစပ်ပြီးစဉ်းစားမယ်စင်စားပြီးရဒါဖြစ်တဲ့နဲ့မူဝါဒကိုရှာထားတာပဲ ပြီးရင်စောစောကပြောတဲ့မိကွန်းပေါ့တရုတ်တန်တမန်နဲ့ဆွေးနွေးသလားဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့လည်းတက်နိုင်သမျှထိုးဖောက်ပြီးမှကိုလက်လန်းမိတဲ့လောက်မှဒီအရှိန်တွေကိုရှပြပြီးမှကိုယ့်ရဲ့အကျိုးစီးပွားကိုပရိုမိုးလုပ်ဖို့အတွက်အချိန်တိုင်းမှာကျွန်တော်တို့စူးစမ်းနေတာပဲဖြစ်ပါတယ်လို့ပြောပါတယ်ဆက်လက်ပြီးဒီနေရာမှာစစ်ကောင်စီနဲ့ကျွန်တော်တို့ဘက်ကအာသာချက်အားနည်းချက်၊ကွာခြားချက်တွေတော့ရှိပါတယ်။သူ့ဘက်ကအာသာချက်ကတော့သူက state actor အနေနဲ့အစိုးရချင်းဆက်ဆံရေးရှိတယ်။ ဒါကြောင့်မို့သူလဲဒီ leverage power ကိုသုံးပြီးမှမကြသေးခင်ကပဲလာရှိုးကျသွားတဲ့အချိန်မှာသူကငိုပြလိုက်တယ်။ဟိုကဖြည့်ချင်းနေဆိုတဲ့ပုံစံမျိုးတွေပေါ့ကျွန်တော်တို့ကြတော့ဒါ state actor အစဉ်ကိုမရောက်သေးဘူးဘလို့ပြောမလဲ de facto government တခုလိုမျိုးတော့ဟုတ်တယ်ဆိုတော့သူလန်းကြောင်းတဲ့သူသူနိုင်တဲ့အနေအထားကကျွန်တော်တို့ဝင်ပြီးထိုးပေါက်တာတွေတော့အများကြီးလုပ်ပါတယ်လို့ပြောသွားပါတယ် အပိုင်း၃ပိုင်းခွဲထုံးလွှင့်သွားတဲ့ AOD ရဲ့တွဲဆုံမင်းမြန်ခန့်ကိုကြည့်ပြီးတဲ့အခါအေအေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ပတ်သက်လို့သူဟာအပြောအဆိုညံ့ညောတယ်ညင်သာတယ်စင်စင်ဆာဆာရှင်းရှင်းချင်းချင်းပြောတယ်တဖက်လူတဖက်အဖွဲအစည်းမထီခိုက်အောင်လိမ္မာပါနှက်စွာအမှန်ကိုပြောတယ်ဝမ်းစာပြေးဝတယ်နိုင်ငံရေးရည်မှန်းချက်ပြတ်သားတယ်ငါစကားနွားရတဖက်သက်ဆက်ဆက်မပြောဆိုမဝေဖန်ဘူး အကောင်းမြတ်စေရှိတဲ့တိုင်းသားမဟာမိတ်များနဲ့ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံတကာဆက်ဆက်ရေးပြည်ထောင်စုအမြင်နိုင်ငံတိဆောက်ရေးအမြင်ရှိတဲ့ရခိတလန်စင်ဟာရခိုင်မျိုးသားရေးတစ်ခုတည်းအတွက်သားမဟုတ်ဘဝတူဖိနိတ်ကံပြည်သူအလုံးနဲ့အတူဖက်စစ်စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရေးအတွက်ဖြစ်တဲ့ဆိုတော့ခံယုံကျဆတာတွေကိုတွေ့ရှိလာရတယ်။ မေကိုနဲ့အဖေများစွာတဲကမှတ်မိနေတာတကူကတော့မြန်မာစစ်တပ်ပြိုလဲသွားရင်နိုင်ငံတစားစီပြိုလဲသွားမလားဆိုတာထက်ဒီစစ်တပ်ရှိနေရင်အခုဘာတွေဖြစ်နေတယ်လဲဆိုတော့လက်ရှိအခြေအနေကိုမြင်အောင်ကျွန်တော်ကမိမောင်းထိုးပြခြင်းနဲ့အခုဒီစစ်တပ်ရှိနေလို့ဒီနိုင်ငံဘာဖြစ်နေတယ်လဲတိုင်းသားတွေလည်းမအေးချမ်းဘူးဗမာတွေလည်းအေးချမ်းသလားဆိုတော့ဗမာလည်းပြည်ရင်းစစ်တိုက်နေရတာပဲဆိုတာဖြစ်ပါတယ်